စကိုင်းတိုင်းပလဲမြို့နယ်စပစိကျေးရွာမှာပြည်သူ့လူမျိုးရေးတပ်မတော် People's Liberation Army PLA တပ်ရဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်ပြန်ကျသွားတဲ့တိုက်လေရင်မှာလေးချင်းပြန်တန်းရေးဆောင်ရွက်ရင်မတော်တဆမှုဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်လာပါတယ်။တပ်မတော်လေးကတိုက်ခိုက်ရေးလေရင်တစ်စီးဟာဒီနေ့ဇွန်လ10ရက်နေ့လယ်12:55မိနစ်ခန့်ကလေးချင်းပြန်တန်းရေးဆောင်ရွက်နေစဉ်ဆက်ချွရင်းပြီးမတော်တဆမှုဖြစ်ပွားခဲ့တယ်လို့ဒီနေ့ညနေပိုင်းမှာထုတ်ပြန်လာတာဖြစ်ပါတယ်။ ပလဲမျိုးနယ်မင်းတိုင်ပင်ကျေးရွာရဲ့အရှိဘက်မီတာ2000ခန့်အကွာဇပစိကျေးရွာနီးကိုအရောက်မှာတိုက်လေရင်ဟာရုတ်တရက်ဆက်ချွရွင်မှုဖြစ်ပေါ်ခဲ့ပြီးမြေပြင်ကိုပြက်ကျပြီးမိလာမှုဖြစ်ပွားခဲ့တယ်လို့စစ်ကောင်စီကဆိုပါတယ်အဆိုပါလေရင်ပြက်ကျခဲ့တဲ့နေရာတစ်ဝိုက်ကိုစစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့ဝင်တွေကတွားရောက်ပြီးလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းတွေဆောင်ရွက်နေပြီးတပ်ဆိုင်ရာတာဝန်ရှိသူတွေကလေရင်ဆက်ချွရွင်မှုအကြောင်းရင်းကိုစုံစမ်းစစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ထည့်သွင်းထုတ်ပြန်ထားပါတယ် စီကောင်စီကအဲ့ဒီလိုထုတ်ပြန်ထားပေမဲ့ PNL ကပြစ်ချခဲ့တဲ့လေရင်အပိုင်းစာတွေနဲ့လေရင်မှုဖြစ်သူရဲ့ခန္ဓာကိုယ်အပိုင်းစာတွေကို၎င်းတို့ရဲ့လူမှုကွန်ရက်ကတဆင့်ဝေးမျှထားပါတယ်